ဗမော်မြို့ရှိစစ်ကောင်စီတပ်စခန်းစကခ21ပါဝင် လက်ချံစခန်းအလုံးကို KIA ပူးပေါင်းတပ်တွေကတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေသလိုစစ်ကောင်စီဘက်ကလည်းလေကြောင်းကနေပါပြင်းထန်ခုခံနေတယ်လို့သိရပါတယ်။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။ကျင်းလွတ်လပ်ရေးတမတော် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဗမော်မြို့ရှိစစ်ကောင်စီတပ်စခန်းစကက27အပအဝင်လက်ချံစခန်းအလုံးကိုဧပြီလ25ရက်နေ့မနက်ပိုင်းကစပြီး တပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ KNY စီရီတင်းရင်းမြစ်ကပြောပါရယ် KNY ပူပေါင်းတပ်တွေက April 25ရက်နေ့မနက်၄နာရီလောက်ကစပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့စစ်ကောင်စီဘက်ကလည်းဒီချောင်းကနေအပြင်အထံတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့ဆိုပါရယ်အခုဒီနေ့နဲ့တကွေးကြည့်နေတာဒီစကားကနေစက်တီပေါင်းချင်ဦးပဲ UTB တိုက်ခိုက်နေလို့ဘုနောဒီချောင်းချောင်းနဲ့ဒီစကွန်တို့ဒီလီမိုင်းဘက်က 呃，技呃，engineer 大队、特部大队、C 大队是我那个嘛咯，呃，皮卡姆啊咯，都都是搞了么些的老贵，我那外公被收他俩钱呢，好的。比如在发钞票个的，今年们呢，你那一种老贵，你得过啥人老贵嘛的，没有保温钱我，没有保我的账呢，你变在那里账得开我的笔录那里，那笔录你那里要写的呀。စကောင်စီကငလင်းနောက်ဆက်တွဲကစေရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ အပရလနေရနေ့ကနေ့20ရက်နေ့အထိအပြည့်ရစဲမလို့ကြင်ညာခဲ့ပြီးတဲ့နောက် KNY ဘက်ကလည်းသူစစ်ရဲကြောင်းကြင်ညာခဲ့ပေမဲ့စစ်ကောင်စီဘက်ကပမော်မျိုးအပါအဝင်ကချင်ပြည်နယ်ရှိမြို့ရွာတွေကိုလေကြောင်းတိုက်ခိုက်တာမြေပြင်ထိုးစစ်ဆင်တာတွေကိုပြုလုပ်ခဲ့တာပါစကောင်စီကဧပြီလ23ရက်ကနေဧပြီလ30ရက်အထိအပြည့်ရမယ်လို့ထပ်မံတန်တူးကြောင်းကြေညာခဲ့ပေမဲ့လည်းခဲအီးဘက်ကထူးဆစ်စင်ရက်ဆိုင်မှုထပ်မံတန်တူးခဲ့ခြင်းမရှိခဲ့သလိုထူးဆစ်စင်မှုတွေအတန်ကြာရနာချပြီးတဲ့နောက် KAI ပူပေါင်းတပ်ကပြန်လည်ထူးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးတိုက်ပွဲပြင်းထန်နေတယ်လို့ဆိုပါတယ်အော်ရေရုပ်ကတိမပမောရောဒီနေ့မနေ့ကနေပြန်စားရလို့ပြောမလို့မြင်တင်တော့စရောဒီနေ့နစနာရင်ဒီမှာပြန်ပြီးစားရချင်ရဘူးဘလုံးကျဲရရတဲ့ရောလို့လည်းနေချင်းပြခတ်တော်ရောဂျာနီရလို့ဘာလို့ဆိုဒီမျိုးပြန်ကြတယ်ဒီ အလုံးကျဲတဲ့3-4ရက်သုံးပါဆိုလဲစကားစကားကဒီပုံမပဝန်ကျင်မလို့ချက်လေးရော wifi ကို PC ချရာဟောလူလီကြောင်းနေပြခဒါရီအလုံးနေရောက်လုံးကျဲတဲ့3ရက်လောက်ကြာနေနေရောက်ပြီးပြင်တန်တားလို့ချက်လေးနဲ့လာပြည့်တယ်ရမနေညာလို့ပုံမှန်လာပြည့်တိုင်းရှိတယ်ဘောနဒါပေမဲ့မနေရတော့ရီချက်လေးနဲ့လာပြည့်တာတော့နည်းနည်းညင်သွားတယ်ဘောနဒီနေ့ဘက်ကဒီနေ့ကျတော့ဒီကိုဘက်ကလေးပြင်းထိုးချစ်စားနေတယ်ဘောနပုံမမျိုးစကားက27အနီးပါဝန်းကျင်ရှိ တန်ချက်ကတက်ရင်တင်ကတက်ရင်အမြောက်တက်366နဲ့ဗမော်လီစိတ်တို့ကို KAI ပူပေါင်းတက်ကပခဲ့တဲ့ဇန်နဝါရီလကနေဖေဖော်ဝါရီလနေ့ရက်နေ့အတွင်းတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ KAI ပူပေါင်းတက်ကပြီးခဲ့တဲ့2024ဒီဇင်ဘာလရက်နေ့ကစပြီးမန်စီနဲ့ဗမော်မျိုးရှိစစ်ကောင်စီတပ်စခန်းတွေကိုတပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်ရမှာနလကျော်အတွင်းမန်စီမျိုးနယ်ရှိခလာရ319ခမရ639တင်းနဲ့ရနေကြီးတပ်39မြစ်တို့ကိုလည်းတင်ပိုက်ချပါရတယ် တစ်ဖက်မှာလည်းဖကန့်ဒေတာကိုအင်ရအများပြားပဝင်တဲ့စစ်ကောင်စီပူပေါင်းတပ်ဟာကောင်းမိုင်းဘက်နဲ့အင်တော်ကြီးဘက်ကနေစစ်ကြောင်းကြီးနှစ်ခုနဲ့တက်လာတာကြောင့်စစ်ရေးသင်းမာနေတဲ့အခြေအနေလည်းရှိနေပါတယ်ကျွန်မဟန္နာပါ